app တစ်ခုတိဆောက်ဖို့ဆိုရင်ဘာတွေလိုအပ်မလဲဆိုစဉ်းစားကြည့်ဖို့ပါဒလားကိုရင်အတွေ့အကြုံတွေဒီဇိုင်းပညာလမ်းမမအချိန်နဲ့ငွေအများကြီးလိုမယ်လို့ထင်စရာပါဒါပေမဲ့အဲ့ဒါတွေအားလုံးမလိုပဲစကားပြောရုံနဲ့ app တစ်ခုကိုတိဆောက်နိုင်တဲ့ဤပညာတစ်ခုရှိလာပြီဆိုရင်တော့ဒီနေ့မှာတော့ Google ရဲ့ dollar နဲ့ပြောင်းလဲမှုတစ်ခုဖြစ်တဲ့ Germany Canvas ဆိုတာဘာလဲဆိုတာကိုအတူတူလေ့လာကြည့်ကြအောင်ပါဟုတ်ပါတယ် application တစ်ခုကိုစကားပြောရုံနဲ့ဖန်တီးတည်ရှိလာစေနိုင်မယ်ဆိုရင်ရော ီမဲကောင်ကလွန်ခဲ့တဲ့နေ့အနေငယ်အထိတော့တိပံစိတ်ကူးရင်ဇလန်တပုတ်လိုပါပဲဒါပေမဲ့အခုတော့ဒါကတကက်လက်တွေဖြစ်လာနေပါပြီဒီနေ့ရှင်းပြမယ့်အကြောင်းအရာရဲ့အဓိကအချက်ကလည်းဒါပါပဲစိတ်ကူးတစ်ခုကနေလက်တွေ application တစ်ခုဖြစ်ဘယ်လိုပြောင်းလဲသွားလဲဆိုတာကိုကြည့်လိုက်ကြရအောင်ပါကဲဒါဆို Gemini Canva ဆိုတာတည်တည်ကြကြပါလဲဒါက Google AI ရဲ့အစွမ်းထက် tool တစ်ခုပါအဓိကကွာခြားချက်ကတော့ developer မဟုတ်တဲ့တာမန်သုံးဆွဲသူတွေတော့မှ ခုတကြောင်မှမရေးပဲခုဖြစ်ကျင်တဲ့ app ပုံစံကိုစကားနဲ့ပြောပြညွှန်ကြားရုံနဲ့အလုပ်လုပ်တဲ့ web application တွေကိုဖန်တီးနိုင်အောင်လုပ်ပေးတဲ့ platform တစ်ခုပါပဲ The body area ကြီးပြောင်းနေတာတဲ့တကယ်လက်တွေ့ဥပမာတစ်ခုနဲ့လေးလာကြည့်တာကပိုပြီးထီရောက်ပါတယ်အခု invoicing portal application တခုကိုစိတ်ကူးကနေစပြီးအစဆုံး blue tea ဆောက်သွားတယ်လဲဆိုတဲ့ဇာတ်လမ်းကိုအတူတူလိုက်ကြည့်ကြရအောင်ပါပထမဆုံးမိခတ်လိုက်တဲ့မိပွားလေးကဘာဖြစ်မလဲ ီမှာကြည့်လိုက်ပါဒါကတော့ AI ကိုပေးခဲ့တဲ့ကနေဝန်ညွှန်ကြားချက်ပါပဲပြေစာတွေကိုလက်ခံမယ်စာတွေကိုဖတ်ထုတ်မယ်အချက်အလက်တွေကိုတင်နေရာထဲမှာတင်စီမယ်ဆိုတော့ရိုးရှင်းတဲ့တောင်းဆိုချက်မဟုတ်ပါဘူးဒါဟာလုပ်ငန်းတို့ application တခုအတွက်ပြည်စုံတဲ့ blueprint တခုကိုစာတမှုနည်းနည်းဖော်ပြထားတာပါဒီလိုရှုပ်ထွေးတဲ့တောင်းဆိုမှုကို AI ကဘလို့တွန်းပြန်မလဲဆိုတာကတကယ်စမ်းသပ်မှုပါပဲဒီညွန်ကြားချက်ကိုရရှိပြီးသားနဲ့လူသား developer တွေရဲ့ Hello Project coding ရတာ database structure ချတာ user interface design ဆွဲတာလိုမျိုးရှုပ်ထွေးတဲ့နည်းပညာပိုင်းဆိုင်ရာအလုပ်အလုံးကို AI ကလွယ်ပြောင်းယူလိုက်ပါတယ်။သုံးဆွဲသူကဘာလိုချင်လဲဆိုတာကိုပြောဖို့လိုပြီးဘယ်လိုလုပ်ရအောင်လဲဆိုတာကို AI ကတာဝန်ယူသွားတာပါ။ Okay အဲ့ဒီလိုရှုပ်ထွေးတဲ့ application တစ်ခုရဲ့ပထမဆုံးမူကြမ်းက AI ကဖန်တီးဖို့ဘယ်လောက်ကြာမယ်လို့ထင်ပါသလဲ။တရက်လား။ဒါမှမဟုတ်နိုင်နန်းငယ်လား။အောက်ဆရာကောင်းတာကတော့နိမိတ်တည်းတည်းပါပဲ။ coffee တစ်ခွက်ဖြော်တောင်းနေတဲ့အချိန်နဲ့တောင်နည်းနေပါသေးတယ်။ ဒီနေရာမှာတီနီးပညာရဲ့အရှင်ဟောင်းကဘလောက်တောင်ကြောက်ခမန့်လေးလေးများဆန်နေပြီလဲဆိုတော့တွေးနိုင်ပါတယ်။နိနေနဲ့ထွက်လာတဲ့ပထမဆုံးမူကြမ်းကအထင်ကြီးစရာကောင်းပါတယ်။ပြေစာတွေတင်လို့ရတဲ့ interface ပါလာတယ်။ data တွေကိုဖတ်ထုတ်နိုင်တယ်။ဒါပေမဲ့ပြည့်ပြည့်စုံမနေတွေ့ပါဘူး။ Save to database cloud ကအလုံးမလုံးဘူး။တခြား tab တွေကလည်းကွက်လပ်ဖြစ်နေတယ်။ဒီလိုအမားယွင်းတွေကပုံမှန်ပါပဲ။ဒါပေမဲ့ဒီအမားတွေကိုပြင်ဆင်တဲ့နည်းလမ်းကတော့ပုံမှန်မဟုတ်ပါဘူး။ဒါက not a sin ဖြစ်တဲ့ပူးပေါင်းပြည့်ပြည့်မွမ်းမံခြင်းပဲလန်ခင်းပေးလိုက်တာပါပဲ။ဒီနေရာမှာ canvas ရဲ့တကယ်အထူးအစွမ်းဆောင်ရည် တကယ်မောပညာကိုတွေးမြင်ရတော့မှာပါ developer တွေကအမားတွေကိုရှာပြီး code တွေနဲ့ပြင်ဆင်ရမယ့်အစား30သူကတူတွဲရဲ့ပြဿနာကိုတာမန်စကားပြောနေပဲပြောပြလိုက်အောင်ပါပဲ code နဲ့မဟုတ်ပဲစကားပြောဆိုမှုနဲ့ပြဿနာဖြေရှင်းခြင်းဟာဘလောက်ထိရောက်လဲကြည့်လိုက်ကြရအောင်ဒီမှာကြည့်ပါတုံးဆွဲသူရဲ့တုံးပြန်ချက်က technical report တစ်ခုလို့မဟုတ်ပါဘူး hey ဒီ clock ကလုံးမလောက်ဘူး invoice step မှာလည်းဘာမှမပေါ်ဘူးပြင်ပြလို့ရမလားဆိုတဲ့တငယ်ချင်းတယောက်ကိုပြောသလိုတာမန်စကားပြောဆိုမှုပါပဲ ဒီလိုရိုးရှင်းပြီးတည့်ရကြတဲ့ဘာသာစကားကို AI ကနားလည်နိုင်သလားဆိုတာစောင့်ကြည့်ရမှာပါဒီနေရာမှာ AI ရဲ့တုံ့ပြန်မှုကိုကြည့်ပါအဲ့ဒီတာမန်စကားပြောကို AI ကလက်ခံခွဲချမ်းစစ်ဖျားပြီးဘယ်ကိုအပိုင်းတွေကိုပြင်ရမလဲဆိုတာကိုသူ့ဘာသာသူရှာဖွေသွားပါပဲပြည်ရနဲ့လိုအပ်တဲ့ခုအပြောင်းလဲတွေကိုအလိုအလျောက်အကောင်းထည်ဖော်ပေးသွားပါမယ်လူဘာသာစကားကနေဆက်ရဲ့ဘာသာစကားကိုတည့်ရဘာသာပြန်ပြေးလိုက်သလိုပါပဲတမဆောင်စကားပြောဆိုမှုနဲ့ပြင်ဆင်ခြင်းရဲ့ရလဒ်ကတော့အမှန်မှန်ပါပဲ Shift to database ကလောက်ကအခုအလိုလိုတော့ပဲ data တွေမှန်မှန်ကန်ကန်သိမ်းဆည်းနိုင်ပြီ invoices step ကလည်းအရင်လိုကွက်လတ်မဟုတ်တော့ပဲသိမ်းထားတဲ့ data တွေနဲ့ပြည့်နေပြီ analytics step ကိုလည်း update လုပ်ပေးလိုက်တယ်တောက်ဆိုခဲ့တဲ့ပြည်ထနာအားလုံးကိုတစ်ချိန်တည်းနဲ့ဖြည့်ရှင်းပေးနိုင်နေပါလေ function အကြီးကြီးတဲ့ပြင်နာအပြင်တင်းငယ်တဲ့အလားပါဆိုင်ရာ ပြောင်းလဲမှုတွေကိုရောအေးအေးအားနားလည်နိုင်လားဒီမှာကြည့်ပါသုံးစောသူက invoices ဆိုတဲ့စာအလုံးကို number of invoices လို့ပြောင်းခိုင်းတာက design ပိုင်းကသဘောမကျလို့ပါပဲ ဟာ app ရဲ့အလုပ်လုပ်ပုံကိုမထိခိုက်ပေမဲ့သုံးဆသူအကွေးဂျုံတွေအရေးပါပါတယ်ဒီလိုတင်းငယ်တဲ့ချက်ကို AI ကဘယ်လိုတုံ့ပြန်မလဲ developer တယောက်တော်တော့ဒီလိုစာလုံးလေးပင်ရတဲ့အလုပ်ကအရေးမကြီးတဲ့အလုပ်တစ်ခုဖြစ်နိုင်ပေမဲ့သုံးဆသူတော်တော်အရေးကြီးပါတယ် AI ကတော့ဒီတောင်းဆိုမှုကိုချက်ချင်းသားလည်ပြီးချက်ချင်းပဲပြုလုပ်ပေးလိုက်ပါတယ်ကြီးတဲ့ဖြစ်စေငယ်တဲ့ဖြစ်စေ function ဆိုင်ရာဖြစ်စေ design ဆိုင်ရာဖြစ်စေတောင်းဆိုမှုအလုံးကိုတန်းတူအရေးပေးပြီးအမြန်ဆုံးဆောင်ရွက်ပေးနိုင်တာက သူ့ရဲ့အားသာချက်ပါပဲအခုဆိုရင် application ကအမိုင်းရင်းကင်းစင်ပြီးအခြေခံအားဖြင့်အလုပ်လုပ်နေပါပြီဒါပေမဲ့ဒီလောက်နဲ့မပြီးသေးပါဘူးအခုအမားပြင်ဆင်ခြင်းအဆင့်ကနေ application ကိုပို့ပြီးအစွမ်းထလာစေမဲ့ feature အသေးသေးကိုထပ်ထည့်တဲ့အဆင့်ကိုကူးပြောင်းကြပါမယ်ဟုတ်ပါတယ်ဒီအဆင့်ကိုလည်းစကားပြောရုံနဲ့ပဲလှုပ်ဆောင်သွားမှာပါပထမဆုံး feature အသစ်တောင်းဆိုမှုကတော့အလွန်လက်တွေ့ကြပါတယ်အခုလက်ရှိမှာ data တွေကိုဇယားနဲ့ပဲကြည့်လို့ရတယ် 30တို့ကအဲ့ဒီဇာတ်ထဲမှာ column အသစ်တစ်ခုထည့်ထည့်ပြီးမူရင်းတင်လာတဲ့ invoice file ကိုတိုက်ရိုက်ပြန်ကြည့်လို့ရမယ် link တစ်ခုထည့်ခိုင်းတာပါ။ဒါက data ကိုစစ်ဆေးတဲ့အခါအလွန်အထုံးဝင်တဲ့ feature တစ်ခုဖြစ်လာမှာပါ။ AI ကတောင်းဆိုချက်ကို account ထဲ for လိုက်တဲ့အခါ application ရဲ့ data ဇာတ်မှာဖြစ်သွားတဲ့ဖွဲ့စည်းပုံပြောင်းလဲကိုဒီမှာရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ပါတယ်။ဘဲဘက်ကမူလဇာတ်မှာ column 5ခုပဲရှိပြီးညာဘက်ကပြောင်းလဲပြီးသားဇာတ်မှာတော့ invoice file လို့တဲ့ column အထစ်တကိုတိုးလာတာကိုတွေ့ရမှာပါ။ column အထစ်ထက်ထည့်ရုံနဲ့မပြီးသေးပါဘူး။တကယ်အလုပ်လုပ်ရလား။ဟုတ်ကဲ့အောင်မြင်စွာထည့်သွင်းနိုင်ခဲ့ပါရဲ့။အခုဆိုရင်ဇာတ်ရည်က entry တစ်ခုချင်းစီရဲ့ဘေးမှာတတ်ဆိုင်ရာ invoice PDF file ကိုတိုက်ရိုက်ဖွင့်ကြည့်နိုင်မယ့် link တစ်ခုပါလာပါပြီ။တောင်းဆိုခဲ့တဲ့အတိုင်းတိတိကျကျအလုပ်လုပ်ပါရဲ့။ data တွေရပြီ။ပြေစာတွေကိုလည်းပြန်ကြည့်လို့ရပြီ။နောက်တစ်ဆင့်ကပါလေ။အဲ့ဒါကတော့ data တွေကိုအတိတ်ပဲပေါ်ချင်းပါပဲ။ ဒီမှာသုံးစွဲသူက analytics tab ထဲမှာအချိန်နဲ့မျှငွေဝေဝေထွက်တကူပြသပေးမဲ့ graph တခု tab ထည့်ခိုင်းပါတယ်။ဒါဟာ gain ကဏ္ဍလေးကိုကြည့်ုံထက်အများကြီးပိုပြီးမြန်မြန်ဆန်ဆန်သဘောပေါက်စေနိုင်တဲ့ feature တခုပါ။ AI ကဒီ Notion တောင်းဆိုမှုကိုလည်းအောင်မြင်စွာအကောင့်အထည်ပေါ်ပေးလိုက်ပါတယ်။အခုဆိုရင်ဒီ invoicing portal ပါ data အထည်အတွင်းချင်းပြန်လည်စစ်ဆေးခြင်းပြီးတော့ edit data တွေကို graph နဲ့လေ့လာသုံးသပ်ခြင်းဆိုတဲ့အဓိကလွတ်ဆောင်ချက်ဒီအလုံးပြီးပြီးဆောင်သွားပြီဖြစ်ပါတယ်။ကံတွေးစေးခွေတွေက application တခုအခုလက်တွေ့ဖြစ်လာပါပြီ။ ်ကဲအခုတော့စိတ်ကူးစာတပိုက်ကနေအလုတ်လုတ်တဲ့ feature rich product တစ်ခုဖြစ်လာတဲ့အထိလိုက်ပါလာတဲ့ဖန်တီမှုခီးစဉ်တစ်ခုလုံးကိုအချင်းချို့အနေနဲ့ပြန်လည်သုံးသပ်ကြည့်ကြပါမယ်။ဒီအဆင့်တွေအားလုံးကိုဘယ်လိုဖြတ်တန်းခဲ့သလဲဆိုတာကိုပြန်ကြည့်အောင်။ဒီလုပ်ငန်းစဉ်တစ်ခုလုံးကိုပြန်ခြုံကြည့်အောင်။နံပါတ်1အစွမ်းထက်တဲ့ဂနုညွန်ကြားချက်နဲ့စတင်ခဲ့တယ်။နံပါတ်2 AI က1မိနစ်အတွင်းပထမဆုံးမူကြမ်းကိုထုတ်ပေးခဲ့တယ်။နံပါတ်3တာမန်စကားပြောဆိုမှုနဲ့ပဲအမားတွေကိုပြင်ဆင်ပြီး UI ကိုမွမ်းမံခဲ့တယ်။ ။နံပါတ်လေ find ကြီးရှုနိုင်တဲ့ link နဲ့ graph လိုမျိုးအဓိက feature အထက်တွေကိုထပ်ထည့်ခဲ့တယ်။နောက်ဆုံးမှာတော့အသုံးဝင်တဲ့ application တခုဖြစ်လာခဲ့ပါတယ်။ application တခုရဲ့တကယ်တန်ဖိုးကအဲ့ဒါကိုတခြားထူတဲ့အသုံးပြုနိုင်မှာပါ။ဒီမှာနောက်ဆုံးဆင့်ကတော့ဒီ app ကိုတကယ်လက်တွေ့အသုံးပြုဖို့အဆင်သင့်ဖြစ်နေပြီဆိုတာကိုပြသတဲ့အနေနဲ့ရွှေရှင်းတဲ့ link တခုနဲ့အလွယ်တကူရောက်ဝင်နိုင်တာပါပဲ။ကိုဖွဲ့ထားတဲ့ဒါမှမဟုတ်သွန်ဆွဲသူတွေကိုချက်ချင်းစသွန်ဖို့ပို့ပေးနိုင်ပါပြီ။ ဒီနေ့မြင်တွေ့ခဲ့ရတဲ့ဤပညာကအနာဂတ်အတွက်ကြီးမားတဲ့မိခွန်းတစ်ခုကိုမြေးလာစေပါရဲ့လူတိုင်းက technical skill မလိုပဲမင်းပိုင်းအတူမှာကိုစစ်ကူတဲ့က application တစ်ခုကိုတီဆောင်နိုင်လာတဲ့အခါနောက်ထပ်ဘယ်လို an officer account တဲ့တီထွန်မှုတွေဖြည့်ရှင်းချက်တွေထွက်ပေါ်လာမလဲဒါကတော့အားလုံးအတွက်အစဉ်စားစရာပါပဲ။